2020ပြည်နှစ်ရွေးကောက်ပွဲရှုံးကြွေးတဲ့တမနာဟောင်းဘိုင်ဒန်ကိုထွန့်ကခဲမချေဖြစ်နေစေပါထွန့်ဟာသူ့ဘဝမှာအရှုံးချတာမရှိလို့ကြွေးကြော်ထားသူပါရွေးကောက်ပွဲမှာဘိုင်ဒန်နဲ့တွေ့ပြီးရာထူးတက်လို့ဖြစ်ခဲ့ရတာကိုထွန့်ကအမြဲပြန်ပြန်အောင်းမေးပြောဆိုနေစေပါသူရှုံးခဲ့တဲ့ရွေးကောက်ပွဲဟာအလင်းညာဖြစ်တယ်ဘိုင်ဒန်ဟာသူ့ကိုယ်သူဘသူလဲဆိုတာတော့မသိသူဖြစ်တယ်ဒီလိုလူကတိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ် stage symbol ကပြန်မဆင်းတတ်သူဖြစ်တယ် နိုင်ငံခြားတိုင်းပြည်ခေါင်းဆောင်တွေကဘိုင်ဒန်ကိုမလေးမဆဆက်ဆံခဲ့တယ်။စသဖြင့်အခါခွင့်တင်တန်းဝေဖန်တိုက်ခိုက်လေရှိပါတယ်။ဘိုင်ဒန်ပြောညံ့လို့အမေရိကန်ကိုချမ်းပတ်သမားတွေနေဆက်ဖြတ်ကျော်သူတွေတကားမရှိဒါမရှိဝန်ထွက်ပြီးအမေရိကန်ကိုအပိုင်စီးလိုက်ပြီလို့လည်းမကြာခဏဝေဖန်လေးရှိပါတယ်။ဘိုင်ဒန်လက်ထက်ကဥပဒေတွေကိုထရန့်ကပြန်ပြောင်းပြောင်းပြန်လှန်ပြဖို့အမြဲကြိုးစားနေခဲ့ပါတယ်။စစ်မှတ်ဖြစ်ပွားနေတဲ့တိုင်းပြည်တွေကပြည်သူတွေအမေရိကန်မှာနေထိုင်လောက်ကင်စားတော့လို့ရအောင်ဘိုင်ဒန်က သူရာထုကမချင်းမီစီမံပေးခဲ့ပါတယ်ဒါကူထရန့်ကပြည့်ဖြတ်ဖို့ကြိုးစားခဲ့ပါတယ်ခုနောက်ဆုံးထရန့်ကဘိုင်ဒန်ကိုထုံးနဲ့တိုက်ခတ်မှုလုပ်လိုက်တာကတော့အင်ဘီရိုကသမရဟောင်းများတပ်ပုံချိန်ဆွဲရနေရမှာဘိုင်ဒန်နေရာကိုအော်တိုလက်မှတ်ထိုးစက်နဲ့အစားထိုးလိုက်တဲ့ဖြစ်ရပါတတန်ကုံဆုံးချိန်မှာအသက်80နှစ်ရှိပြီဖြစ်တဲ့ဘိုင်ဒန်ဟန်တမတတတန်နောက်ဆုံးနေ့ရက်များမှာမညံယောဂပြီးသတိမေ့တတ်တဲ့တက်ကြီးယောဂလက္ခဏာတွေပြလာခဲ့ပါတယ်။ဘိုင်ဒန်ကိုယ်တိုင် ခြုံဖြတ်ချက်ချပြီးလက်မှတ်ထိုးတာမဟုတ်ပဲအော်တိုလက်မှတ်ထိုးစတဲ့ဥပဒေတွေကိုလက်မှတ်ရေးထိုးအတည်ပြုနေတာကို ပြသလိုတဲ့အတွက် Trump က Biden ဓာတ်ပုံနေရာကိုအော်တိုလက်မှတ်ထိုးစတဲ့အစားထိုးခဲ့တာဖြစ်ပါတယ်။တမ်းပြည်ကိုအော်တိုဖော်ပင်ဆိုတဲ့ကိရိယာကအုပ်ချုပ်ခဲ့တာဖြစ်တဲ့တမ်းပြည်ကိုဥမဆောင်နိုင်ဖြစ်နေတဲ့အခြေအနေကိုဘိုင်ဒန်အစိုးရတစ်ဖွဲ့လုံးကဖုံးထားခဲ့တယ်လို့ထရန့်ကဝေဖန်ပါတယ်။ဘိုင်ဒန်ရဲ့သမ္မတတက်တမ်းမဟုတ်ပဲအော်တို ပေါ်ပန်ရဲ့သမဏတတံဖြစ်တယ်ဆိုတာကိုထရန့်ကပြသလိုတဲ့သဘောဖြစ်ပါတယ်။အမေရိကန်သမဏတွေကအင်ဂျူရောမှာရှိမနေပဲအဝေးတနေရာကိုရောက်ရှိနေချိန်မှာအလိုလျောက်လက်မှတ်ထိုးဆက်အော်တိုပန်ကိုသုံးဆွဲလိရှိပါတယ်။သမဏဟောင်းအိုဘားမားဟာအော်တိုပန်ကိုသုံးပြီးဥပဒေမူကြမ်းတွေကိုလက်မှတ်ရေးထိုးတည်ပြုပေးခဲ့တဲ့တာရကတွေရှိခဲ့တယ်လို့သိရပါတယ်။ခြားသမဏဟောင်းများဖြစ်ကြတဲ့ဟယ်ရီထရူမင်၊ဂျော့ဖ်ကနေဒီနဲ့လင်ဒန်ဘီချာစင်တို့လည်းအော်တိုပန်ကိုသုံးခဲ့ကြတယ်လို့သတင်းများကဆိုပါတယ်။